MSP အဲဣဒနာတော့နင်းအကုန်လုံးကတော့အခုဒါအကောင့်တွေပဲပေါ့နော်ဟိုအကုန်လုံးကဝင်းရံပေးတာနန်းကင်းစီရဆိုလဲသူ့ကိုစပို့လုပ်ပေးတယ်မန္တလေးထိုးဆိုလဲစပို့လုပ်ပေးတယ်အဲ့လိုမျိုးဆိုတော့နင်းအကုန်လုံးကဝင်းရံထားပေးတာအဲ့လိုဆိုတော့နင်းဖြစ်အောင်လုပ်ရမယ်နော်နင်းစုငါစုမမရလိုက်နင်းမပြန်လာနဲ့လို့အမပြောထားတယ် MSP အလူလေးလာလှုပ်လိုက်ချင်တယ်ဗောနော်ဆိုတော့အဲ့လိုမျိုးလေးလှုပ်ဖြစ်သွားတာဗောဓမ္မအခွင့်ပွဲမှာ ဒီမှာရှိရန်သူလေးတွေပေါ့နော်အဲ့လိုမျိုးအရောက်ထောင်ကျော်မှန်းနဲ့တူတယ်လူလိုက်တာလေဒီလိုမျိုးဒီနေ့သူတို့ကျွေးတာစီစဉ်ထားတော့ငါတလောက်ပေါင်းရယ်ငမရီကျော်ရယ် နောက်ပြောဟိုသူ့သူ့တို့ဆိုတော့ဟိုတခွာဒီလိုပါလေးလိုပေါ့နော်နောက်ပြောမှလည်းအများတန်းအဲ့လိုလာတိုင်းလိုလိုလည်းမှအနေနဲ့အများတန်းအလူလုံးဖြစ်တယ်လုံးဖြစ်တယ်ဆိုတဲ့အတွက်ကြောင့်ကိုမှဒီဟာလေးကိုလည်းလူကလည်းအများကြီးဆိုတော့ဒါကလည်းဟိုအရင်ရက်ကွက်ကလည်းအရင်ဟိုမရှိတဲ့လူတွေများတယ်ဆိုမှလည်းအာဆန်နေစီတွေလူကျင်တာနဲ့ဆိုတော့အာလူဖြစ်သွားတာဆန်စီစေးစားအဝိစားတော့အဆုံးအမလူတာ အဲ့ဒါလေးအိမ်နောက်စုပုံစံစူးစမ်းအဲ့900ကျော်ပေါ်မှာဟောနောက်ချက်ဥလေးရောပါတော့အဲ့ဒါနဲ့3ရက်အတွင်းပေါ်မှာအဲ့ဒါလူကျင်နေစိတ်ဖြစ်လာတယ်ဆိုတော့အဲ့လူဖြစ်လာပီတိရအပြည့်ပဲလို့တို့ကြည့်ပြောလေအဲ့လိုအာရပါရစားနေရကိုကြည့်ပြောလေအဲ့ဒါကြောင့်လဲခဏခဏလူဖြစ်တာပေါ့နော်မအဲ့လိုမျိုးလေးအမကလည်းပြောမလို့အဲ့နဲ့မအဲ့လိုမျိုးလေးလူမယ်ပေါ့နော်ဆိုတော့မအဲ့ဒါဆိုလို့ရှိရင်မလည်းစံစီစေးစားအဲ့လိုမျိုးအဝတ်စားလေးတွေချက်ဥလေးမလည်းဝင်ပြီးတော့လူကျင်တယ်ပေါ့ဆိုတော့အမအတူတူကပေါ့နော်လူဖြစ်သွားတာ အရင်ကတော့မတော့ဟိုတေတကားဆရာတော့ဗောတိတ်ခါထပ်ပြီးပဲဗောအဲအဲ့လိုမျိုးဗောအများန်းတော့မလာတိုင်းလိုလိုဗောလူနေကြအဲ့လိုမျိုးဘယ်နာမှမဆိုဟိုတစ်ခါတော့ကလည်းဒီအင်တာနက်ထဲပေါ်မှာတွေ့ရတာဗော ဒီအခုကြီးနဲ့ viable အိမ်ကလာစားပေးစရာမရှိဘူးဆိုမှအမလည်းအဲတွေ့တာနဲ့အဲမနဲ့ကြောတော့တွေ့မနဲ့မိုးလင်းဖို့အမတွေ့ရနဲ့အဲချင်းချင်းတော့အဲ့လိုမျိုးသွားလူဖြစ်တယ်အဲ့လိုမျိုးတကယ်မရှိတဲ့လူတွေတွေ့လို့ရှိရင်မှအရင်လူချင်းတဲ့စိတ်တွေဖြစ်တော့ငဲတဲ့အဲ့လိုမျိုးကတက်တော့မပြတ်ဘူးအဲ့လိုမျိုးတော့လူဖြစ်တယ်ဟိုပြောင်းလဲဆိုတာအများကြီးထွင်းရဘူးเนาะအဲ့လိုမျိုးခန္ဓာကိုယ်တွေရောအဲခန္ဓာကိုယ်အချိုးအစားတွေပြောင်းသွားရအောင်အဲ့လိုပေါ့เนาะအများကြီးလောက်ကြတယ်အခုတွေ့ ။အမကပြီးခဲ့တဲ့လပေါ့သူပြန်ပွဲဝင်ပြဝင်းနာဖြစ်ပြီးနောက်ပိုင်းမှသူ့မနာခိုင်းမနာခိုင်းမဲနဲ့ရှေ့ပွဲတွေအတွက်ပြန်ထပ်ပြီးတော့ပြန်အောင်ပါဖြစ်ဆိုသူ့ရဲ့စူးစမ်းမှုပေါ်မှသဘောကျတယ်။သဘောကျတော့သူကပြောလိုက်လို့ရှိရင်ပြောတဲ့အတိုင်းကိုပြန်လုပ်ပေးတယ်။အဲ့လိုဆိုတော့မအားအားသဘောကျတယ်။သူတခါကြလို့ရှိရင်ဟိုစိတ်တူရင်ရောင်ဆောင်နေသူခိုင်းနေဒါမလုပ်ပေးလို့ရှိရင်ငါးနှစ်ကိုစကားမပြောချင်ဘူး။အဲ့လိုမျိုးတွေဆိုတော့အမကသူ့အမြဲတမ်း ဟို pressure ပေးရပေးပြီးွားလို့ရှိရင်သူခိုင်းတာပေါ့တခုပြီးသူဒါကတော့ဒီလိုလို့ဟိုအခုဆိုလဲသူကဆရာဒီနဲ့ပေါ့တကယ်နမဲကြီးရဲ့ဟာလီနဲ့ပေါ့မာသူ့တင်ခိုင်းနေဒါဒီသွားဒီတင်တန်းနေကြွားဒီလိုလို့အမအမြဲတမ်းသူ့ကိုပြောနေဟိုပွဲတိုင်ပွဲပြီးကြတဲ့သူတစ်ချက်မှမနာဘူးမနာတော့အဒီခန္ဓာကိုကဝရရဲ့နော်ဒါဒီငါမလို့ခြင်းဦးဒါဒီလုတ်ပေးအောင်သူ့အမြဲတမ်းပြောတယ်ပြောပြီးအာသူ့မြဲန်းခိုင်းနေအနောက်ပြီးွားလို့ရှိရင်အနောက်မန္နာလူတို့ကိုလည်းချိန်ပြီးတော့အဲ့လိုမျိုးပေါ့ ပြောပြီးတော့တပည့်ဟိုအပ်တယ်ပေါ့အဲ့လိုအပ်တယ်အဲ့လိုမျိုးပေါ့အမားတို့ဆိုလို့ရှိရင်တော့မြဲလန်းဟိုအတွေ့အကြုံရှိရယ်ဆိုတော့အားနဲ့သူကလည်းဘာမှသိသေးချာဘာမှဖြစ်တယ်မသိသေးဘူးဆိုတော့မှသူ့ဓာရီလို့ဒီဟာနေသွားဒီဟာနေဒီယောဂဆိုလည်းမှဆော့ခိုင်းတယ်တစမ်းမှအဲ့ဟိုပြန်ပွဲပြီးကြတဲ့သူတစမ်းမှမနာရဘူးအခုချိန်ကြီးလည်းမှမနာခိုင်းအာသူ24ရက်နေ့ပြန်ပွဲသွားတော့မယ်ဆိုမှ20ရက်နေ့အထိတော့၅နှစ်ကိုအနာပေးလိုက်မယ်၄ရက်အနာပေးမယ်အချမ်းနဲ့၃ရက်ပေါ့နော်အနာပေးမယ် ပြီးွားလို့ရှိရင်တော့နေဒါတွေကပြန်လာရင်လည်းနေမနာရအောင်နောက်တစ်ပွဲအတွက်နေပြင်ဆင်ရမယ်ဆိုမှသူအများနဲ့ pressure ပေးထားတာ ခံစားမိရတော့ကိုယ့်ကိုပြီးတော့လည်းလေဟိုအမားကြတော့လည်းအဲ့လိုပဲသူအဲ့လိုမျိုးကိုယ့်ကိုသာပြောနေရတော့ဒါပေမဲ့စေတနာတို့မြင်နေရလေကိုယ့်ကိုသင်ပေးတဲ့ဆရာတွေကိုလည်းကြည့်လိုက်လို့ရှိရင်အရင်စေတနာထားကြတော့အဲ့လိုလူကြည့်ပြီးလူကပီတိလည်းဖြစ်တော့ဘူးအဲ့တော့ကျောင်းကစူးစမ်းရမယ်ဘာလို့ဆိုဘေးကလူကရမ်းကိုပန့်ပိုးရယ်စပိုးရင်းနေပေးနေရယ်အမားဆိုလို့ရှိရင်လည်းအနေတော့ဒီလိုအချိန်နဲ့မရလို့ရှိရင်ငါစီမလာတဲ့အငါတို့စကားပြောအဲ့လိုတော့မပြောရလေအမားရှင်တော့မပါရှိလို့ကမြင်နေရတာအဲ့ခါကျတော့ပိုစူးစမ်းရှင်တာ ပြီးအမချိတ်ပြီးဆရာရေအကုန်လုံးလည်းဒီနေရာနဲ့အရန်ကျေးဇူးတင်ပါတယ်လို့မတကျလားနှုတ်ထုံးပါတော့ဘာဖြစ်လို့လဲဆိုတော့လေရင်းနဲ့စိတ်တွေနဲ့တင်းနေသလိုခံစားရတာတော့လေညီမတို့ဆိုလို့ရှိရင်လေဟိုပေါ့နော်ကိုကိုစူးစမ်းမသိလို့ပဲကိုအဲ့လိုမျိုးပေါ့ supporting ပေးရတာမသိဒါမှအရန် supporting ပေးတာအတူတူတင်းနေရလို့မတူကိုပေါ့အရန်ဖြစ်စေချင်တာဒီလိုလေးလောက်ပါညီမဆိုလို့ရှိရင်မှခန္ဓာကိုယ်ဝိတ်ချတာအခက်ဆုံးပဲဘူးပါမလေးဒီလိုမျိုးလာပိုင်းလေးတွေ့မှာကိုယ့်ရဲ့ weight ကိုအရန်ကျသွားပါဆိုညီမဆိုပေါင်20လောက်ကျသွားတာအဲ့လိုမျိုးကျသွားပြီးတော့ညီမအရန်စူးစမ်းရတယ် ကိုကကြတော့အိမ်အောင်ရှင်ဖြစ်တဲ့ခါကျတော့ဒီအိမ်အောင်အေးမှလည်းတစ်ဖက်ဒီဘက်ကလည်းကိုကပေါ့နော်တေချာလေး train ရတယ်ကိုဖြစ်ချင်တဲ့အိမ်မက်ကိုလည်းကိုအကောင့်နဲ့ပေါ်ဖို့အတွက်အရန်ခက်ခဲတဲ့အချိန်လို့လေအရန်ကြော်လွားတာကြော်လွားပြီးတော့ organization အမကိုလည်းပြန်ကြည့်ရတယ်အမအမညုံညင်သွားလို့မဖြစ်ဘူးဆိုတော့အမကလည်းအရန်စေတနာနဲ့လှုပ်ပေးတဲ့ခါကျတော့ကိုကလည်းငါစူးစမ်းရမယ်ဒီထက်မကအရန်လောက်ကပေါ့နော်အဲ့လိုမျိုးဘေးမှာရှိတဲ့ဆရာကြီးကြောက်လို့အရန်ခုံအားဖြစ်ကြတယ် ဒီပြိုင်ပွဲအတွက်ကိုလေစိတ်ကအရင်ထက်တန်သွားပြီးခြင်းလုံးကတော့ဖြင်းရှိခြင်းလည်းလည်းမဖြင်းကြအောင်ဖြင်းချလို့မရဘူးလေမတော့မဟုတ်ဘူးဒီဖြင်းကမလို့ခြင်းဘူးလို့အဲသူ့ပြောတာပြောတော့နောက်ကျတော့အခု तू ဖြင်းမရှိခြင်းတော့ तू အရင်လာသွားတော့သူ့ကို तू အရင်ပြောင်းလဲသွားပေါ့ပြောင်းလဲသွားတော့ဒီကကျတော့ဟိုဝိတ်က20လောက်ကြောက်ရခါကျအဲ့ခန်းစားချက်ကြမှာကိုနေရတာအရင်ပေါ်သွားတယ်ပြီးရခါကျတော့ငါဝိတ်ချမရမယ်အဲ့ချိန်မှာဘာလဲဆိုတော့ယောဂတွေကစားရတယ်ဘောင်းစင်းတွေထိုးတယ်အဲ့ဒီအကျိုးကျေးဇူးကဘာလဲဆိုတော့ညီမအရင်ချမ်းမာကြီးကောင်းလာတယ်အရင်ကဆိုလို့ရှိရင် တလောက်နှစ်ခါလောက်အကျော်စီသွင်းရတယ်ညီမရန်သွေးပေါင်ကြရတယ်အခုဆိုရင်အဲ့လိုမျိုးမသွင်းရဘူးသွားရလာလည်းပေါ့ပါလာတော့ဘောနော်အဲ့လိုမျိုးကိုကိုကိုလမ်းလျှောက်တာအစငါဒီလိုလေးလျှောက်လို့မရငါစမတ်ချာချာနေရမှာဘောနော်အဲ့လိုမျိုးလေးအများကြီးပြောင်းလဲသွားတယ်ဘောနော်အဲ့လိုမျိုးလေး မအမရွံ့တော့မချော်ဘူးအမခါရပြီအမသူကကြီးကြီးကြောင်လုပ်နေတာညဆိုဖုန်းဆက်လိုက် အမချွဲနေတာရအောင်ငါတော့ဒါပဲလို့ချက်လာအမပြောတာပြီးွားရင်ဖနက်ဆိုလဲဆိုကြီးကြီးကြောင်အမဟိုဖနက်မရအောင်ဖနက်ကိုလည်းဘန်ကောင်းကနေမှမာပေးတယ်တိချမာပေးတယ်လေးရန်သူအစ်မပြေပြန်ဘူးအာနောက်ကြလို့ရှိရင်တော့အမပြောတာငါကိုယ်တိုင်မင်းဆင်းဝယ်ပြီးတော့မယ်ဆိုမှမလက်ပြင်ညာဘန်ကောင်းမှာသူ့ကိုဖနက်သွားဝယ်ပေးရမှာ သူပြန်ဝဲဝင်ဖို့ဖက်နှက်သွားဝယ်ပေးရမှာဟုတ်ပါတော့ခုခုကတော့ဘယ်လိုပြောလဲဆိုအမြဲတမ်းလို့ပါပတ်ဖြစ်နေရလို့မဟုတ်ပါဘူးဒါပေမဲ့အကောင်းဆုံးစ조사ရတဲ့အဲ့ဒီနေ့အတွက်ကပေါ့နော်ဘာလို့ဆိုကိုကဒီမြန်မာနိုင်ငံနေပေါ့မြန်မာနယ်ကိုစားပြုနေပေါ့အိမ်ဆောင်အိမ်ဆောင်ရှင်တယောက်အနေနဲ့သွားပြရမယ့်ခါကျတော့ကိုကူကိုလည်းအတတ်နိုင်ဆုံးပေါ့နော်စ조사ပြီးတော့ပြင်ဆင်ထားတယ်ပေါ့နော်အဲ့တော့ကြောက်လဲပေါ့နော်အခုကြည်နေတဲ့သူတွေအကုန်လုံးလဲပေါ့နော်ဟိုဒီထဲမှာအိမ်ဆောင်ရှင်လည်းအများကြီးပါမှာပါအာညီမရဲ့ပြောင်းလဲမှုလေးကိုကြည့်ပါဦးနော်ညီမဟိုအဲတွားပြိုင်တဲ့ချိန်မှာလဲဝင်းရံပေးကြပါအားပေးကြပါလို့ အစိုက်တော့ခွန်အားကြီးတက်အောင်လို့ပေါ့တော့ကျမမလေးသူကအဓိကတော့ပြန်ပွဲပြီးသွားတော့သူရမ်းကြီးပေါ့ဖြစ်စေချင်တာသူ့ကိုပေးနာလိုက်တယ်အကုန်လုံးဘုံပေါ့နော်အမအဲ့ပြန်ပွဲမှာရတယ်မစ်စတီကိုအကုန်လုံးပေးနာလိုက်ရတပတ်လောက်အမလည်းခီးသွားတယ်တပတ်ဆယ်ရက်လောက်ပေါ့အဲ့လိုပေးနာလိုက်တယ်မနာပြီးတော့သူ့ကိုအမကြည့်နေတော့သူကအရင်ကြီးဇွဲရှိနေရဆိုတော့အဲ့လိုမျိုးဆိုအမသူ့ကိုလုံးဝမေးမနာတော့အဲ့ခါကျတော့ကောက်တင်ပြီးရောပြန်ပွဲကဟိုဘက်ကလည်းဖိတ်ခေါ်တယ် ဖိတ်ခေါ်လာပြိုင်မှာဆိုတော့ပြောတော့အမအဲ့ဒါဆိုနေဘလို့လဲနေအဆင်ပြေလားနေတော့ပြိုင်မလားအဲ့လိုမျိုးပြောတဲ့ခါကျတော့နေဖြစ်နိုင်မလားနှစ်လသုံးလလောက်တော့အချိန်ရှိသေးတယ်နေအဆင်ပြေလားသူ့အမီတော့သူကအဲ့ခါကျတော့အမသူ့အရင်လုံးကရှေ့ပိုင်းပွဲလုံးက small bar ပြီးထားတဲ့ဟာတွေပေါ့အဲ့လိုဟာတွေကသူသွားလုံနေတာပေါ့အများအမသူ့မနာခိုင်းဦးနေပြိုင်ပွဲပြီးတော့လည်းတပတ်လောက်ပဲနာနားပြီးသွားလို့ရှိရင်ဒီဟာတွေပေါ့ယောဂလည်းတင်းတက်တော့တက်ပြီးယောဂတွေကလည်းအမရဲ့ဆရာမတွေပဲဆိုတော့အဲ့ဒါနဲ့သူ့လုံးဝ ဘာပဲဖြစ်ဖြစ်သူငင်းကြီးပေါက်ပေါက်ပေါက်ကြလဲမရဘူးမောင်းရမှာပဲအဲ့လိုမျိုးပြောထားပြီးသားမာထားပြီးသားအမထားပြီးတော့ဆိုသူ့ကိုလွတ်ခိုင်းသူ့ကိုအမလွတ်ချင်တာအဓိကတော့သူကအမပြောတာကိုသူကုံလိုက်နားထောင်နေဇွဲလဲရှိရဲမနဲ့ဆိုရင်ဣတနာဘဲချင်းဘဲချင်းမလုပ်ရမလဲသူ့ကိုမစကက်ဂျူးတွေပေးထားတယ်ပေးထားလို့ရှိရင်အဲ့ဒါဆိုရှင်သူကသွားပြီးတော့မနဲ့ဆိုရင်ဒီချိန်ပဲဖုန်းဆက်လိုက်လို့ရှိရင်အမပြီးွားအဲ့ဆရာတွေကပေါ့အမချိတ်ထားပြီးရဲ့ဆရာတွေကနေ့တိုင်းအမြဲတမ်းအမကိုပြန်ပြန်ပြောတယ် တပည့်ကဘလို့မျိုးဒါပေမဲ့ကျူးစားတာတော့လုံလာတော့ရှိရယ်နော်ဘဲကဘလို့မျိုးကကြီးကကြောင်ကြတာနဲ့ချွဲတတ်တာနဲ့တော့ရှိရယ်သမားအဲဒါဆိုလို့ရှိရင်တော့လုံးဝအချွဲမခံနဲ့ဒါတော့သူငါလိုချင်တဲ့ point ကိုရအောင်ယူမှဖြစ်မှာအဲ့လိုမျိုးဆိုတော့အမအကုန်လုံးဆက်ဆက်ရရသူကတော့မသိအမတော်ဒီသူ့ဟာကိုကြည့်ပြီးတော့တည့်ရတည့်ရလိုက်လုတ်ပေးရတာအဲ့ National Conscience ဆိုတဲ့မကူလိုက်လိုက်အပ်ပေးတယ်ဟာခါထွန်းထွန်းနဲ့ပေါ့အကုန်လုံးလိုက်အပ်ပေးတယ်ဘယ်ဟာဆိုလဲလေ နေရှင်တွေကိုဟိုဟာဟာကတော့ဘာအမဘာလေးလိုတယ်ဆိုမှလိုက်ပြီးတော့အင်တာနက်ပေါ်ကနေလိုက်ရှာရတယ်ညညဆိုမှအိမ်မပြုံဘူးသူစားအဲလိုက်လုပေးရတာလိုက်လုပေးရဆိုတော့အဲဣတနာတော့နင်းအကုန်လုံးကတော့အခုဒါအကောင့်တွေပဲပေါ့နော်အိုးအကုန်လုံးကဝင်းရံပေးတာနန်းကင်းစရာဆိုလဲသူ့ကိုစပို့လုပ်ပေးတယ်မန္တလေးထိုးဆိုလဲစပို့လုပ်ပေးတယ်အဲ့လိုမျိုးဆိုတော့နင်အကုန်လုံးကဝင်းရံထားပေးတာအဲ့လိုဆိုတော့နင်ဖြစ်အောင်လုပ်ရမယ်နော်နင်စုငါးစုမှမရလိုက်နင်မပြန်လာနဲ့လို့အမပြောထားတယ် အဲ့ဆိုတော့ငါလုတ်ပြရတဲ့ဟာနဲ့ငါညနေမအိတ်တာနဲ့အကျိုးရအကျိုးလေးရှိအောင်တော့ငါ့ကိုဒီကတော့ပြန်ယူလာပေးကျန်တာဘာမှမလိုချင်ဘူးလို့ပြောတိုက်တယ်ငါခုမှမရလိုက်နေမပြန်လာနဲ့လို့ပြောထားတယ်သူချိန်ချတာလားဟွာ24ရက်နေ့ကြရင်ပေါ့နော်ဒီ Mrs Asia Asia International Tourism ဘွဲမှာပေါ့2025မှာအဲ့ဒါသူတွားပြရမှာတွားပြရမှာဆိုတော့အဲ့ဒါ24ရက်နေ့မနက်ကြရင်တော့သူထွက်အောင်မှာပေါ့ စားတော့တော့လိန်စီးရပေါ့ miss မဖြစ်ခင်တော့လိန်စီးရကြောက်တယ်လေပြောတာအမအတင်းတွင်းနေခုလိန်လဲစီးလိုက်စီးနိုင်ပြီသူဘာမှမဖြစ်တော့တက်တီတော့ရှိလာပြီအဲ့ဒါနဲ့မသူ့ပြောတယ်နင်အားဆိုရင်တော့ဒီသူ့ကိုလည်းစိတ်ပူတာလေးမဒီကြားထဲမှာမလည်းအလုပ်တခြားအလုပ်လေးရှိရဲဆိုတော့အာနဲ့သူ့နောက်တော့မလိုက်ပြီးနိုင်ဘူးအဲ့ဒါဆိုသူ့ကိုတော့အများတန်းကိုကစိတ်ပူနေနေရအများတန်းအဲ့လိုသူနဲ့ဖုန်းမပြောရင်တော့မှဟိုတခြားလူနဲ့ပေါ့သူအာမိတ်ကပ်ဆရာမလည်းသူအဲ့တခြားထဲမှာစီစဉ်နေရပြီးတော့သူ့ ။ဘာမှသူများနိုင်ငံသွားပြီးမျက်နှာမငယ်အောင်အမအကုန်လုံးစီစဉ်ထားပြီးရယ်။စီစဉ်ထားပြီးပြီးွားလို့ရှင်တော့သူ့တော့ပြောရတော့ထားကြလို့ရှင်အမနော်ဘလို့ဖဲွားလဲဆိုတော့အဲ့လိုမျိုးပြောတဲ့ခါကျရင်အမမရဘူး။ငါပြောတဲ့အတိုင်းပဲလို့အင်ဂျီအားစအမကိုယ်တိုင်သူ့ကိုလိုက်ဝယ်ပြီးရယ်။နောက်ပြီးတော့ဘယ်နေဆိုဘာလီဝစ်ဆိုတာကတော့နီးမှာပေါ့တစ်ချက်သူ့ကိုပြန်ပြီးတော့ဟာလုတ်ပေးရမှာပေါ့။ယူပန်းမှာဟုတ်ဟုတ်ဆိုတော့ဒါဆိုရှင်တော့အာရှအာရှရဟုတ်တယ်နိုင်ငံပေါင်း ်ဘူး50ထဲမနေပေါ့နိုင်ငံပေါင်း50ကျော်ဆိုကပြောအောင်တော့အမကလည်းစုငါစုရပြန်လာလဲဆိုတော့ကိုကဘယ်လိုနေရအောင်စူးစမ်းကိုကလုံးဝစူးစမ်းမှာပေါ့နော်အဲ့လိုမျိုးအဲဒီ supporting page ကလည်းအများကြီးပဲရှိရတော့ဆိုကိုလည်းအကောင်းဆုံးစ조사မှုပါမှာရဲ့အဲ့လိုမျိုးရောအရန်နေတော့ပြင်ဆင်တော့ပေါ့နော်အခုနောက်ပိုင်းဆိုဘာဖြစ်လဲဆိုညာဘက်တစ်ပါးအိတ်မပြောဘူးပါဖြစ်ရကြာ အဲ့ဆိုလည်းကိုကိုတနစ်တာလုံးအကောင်းဆုံးစူးစမ်းမယ်ညာဘက်ကတော့အိပ်ပြောင်းအိပ်မယ်ပေါ့နော်အဲ့လိုမျိုးကိုယ်စိတ်လို့အတတ်နိုင်တယ်အဲ့လိုမျိုးဘာသာတခြားနိုင်ငံမှာပေါ့နော်အဲ့လိုမျိုးပထမအောင်ဆုံးလည်းသွားပြန်ရမှာဆိုတော့မှဖိအားယူတော့ရှိရပါပေါ့နော်စိတ်လုံရှားမှုတွေလည်းအများကြီးပဲရှိရဒါပေမဲ့အတတ်နိုင်ဆုံးအကောင်းဆုံးစူးစမ်းမယ်လို့အခုမြန်မာနိုင်ငံကိုစားပြုအနေနဲ့သွားရမှာဆိုလို့ပြီးတော့အိမ်အောင်ရှင်နေအကုန်လုံးတည်းကွာဘာပဲဖြစ်ဖြစ်အရှိရနေမမမမရက်ပြီးတော့သွားပြိုင်ပါလေဒီပွဲကိုအဲ့တည်းအာမစ္စလီကိုလည်းအားပေးတယ်လို့မစ္စစ်လီကိုလည်းအားပေးပါလို့မစ္စစ်လီအားဆိုလို့ရှင်ပေါ့နော်ပို့ပြီးတော့ပေါ့နော်သူတို့ရဲ့ ။ဟာအိမ်တော်ဘက်ကိုလည်းကြည်ရသေးတယ်ပေါ့။သားသမီးကိုလည်းကြည်ရသေးတယ်။အဲ့ထဲမှာကိုဖြစ်ချင်တဲ့ဆန္ဒတွေလောရတဲ့ချိန်မှာအခက်ခဲတွေများစွာနေပေါ့နော်။အဲ့လိုမျိုးလောရရဲလောရတဲ့အခါမှာတခါလေကျရင်ဘဲလည်းမကြည်ရအောင်ရှိရ။ရှိရခါကျတော့ဟိုဘယ်လိုပြောမလဲဆိုအမေအဖေပါမျက်နှာချုပ်သွေးရတယ်။အဲ့လိုမျိုးတွေဖြစ်တာ။အဲ့တော့ကြောင့်လေအခုကြည့်နေတဲ့သူတွေအားလုံးလည်းအဖေပါလို့ဟာအိမ်တော်ရှင်မစ္စတီကိုလည်းအဖေပါမစ္စတီကိုလည်းအဖေပါပေါ့နော်။အဲ့လိုမျိုးပြောချင်ပါတယ်လို့မအနေနဲ့ကလည်းဒီမအားလို့ခုပေါ့ သွားမဲ့ပေါ့ဒီမစ္စစ်ဆူကိုလည်းအဲ့ဒါဟိုအဖေပါလို့ပြောချင်ပါတယ်24ရက်နေ့ကြာရင်သူက24ရက်နေ့တော့ပြီးတော့ကန့်ဝင်မှာပေါ့တကယ်ပွဲစဉ်ကတော့ final ကတော့30ရက်နေ့30ရက်နေ့မှာပြိုင်မှာ30ရက်နေ့မှာပြိုင်ပွဲပေါ့နော်ဆယ်လပိုင်း30ရက်နေ့မှာမြန်မာစတာပဲစား